ကျွန်မရဲ့ duty doll လေးအစ်စ်ထပ်ဝတ်ထားတယ်အော်အော်ဒီ duty doll ကတခါဖွင့်မကြည့်ရသေးဘူးအခုမှဝယ်ပြီးတော့အခုမှဖွင့်ကြည့်ရသူ့ရဲ့ packaging ကဒီလိုမျိုးရေစက်ကလေးတွေဖြစ်နေတဲ့ပုံစံအယောင်ပြေးလေးတင်းဆိုထုံးစက်တိုင်းပဲဒီလိုမျိုးတန်ချောင်းနှက်ခန့်နေလေအနက်လေးဒါအင်းမှုရဲ့ဆိုဒီအယောင်ဆန်းကြည့်မယ်အဲတို့လားကျွန်မဝယ်ထားမှန်သွားပြီစံညာလေးတစ်ဖြက်ကျွန်မ flower nose smelling နဲ့ဆိုမှဖြစ်ပါတယ် ခွာတော့မခွာသေးခွာလိုက်မနော်ဥစမော်လေးစောကနေမှကြည့်မိလို့သူ့ရဲ့ applicator ကဒီမှာကြည့်မတူတော့ဘူးတွေ့လားဟိုတစ်ခေါက်ကအခေါက်ကလေးတစ်ခုပဲပါတာအခုဒီလိုမျိုးပုံစံလေးဖြစ်သွားတယ်အိုးတကယ်ကိုလိမ်မော်ဘက်ရောက်တာပဲဒီ applicator လေးရဲ့အားသာချက်ကအခုံးလေးကနှစ်ဖက်ဖြစ်တဲ့အတွက်မိုးတို့ဘက်ဘက်ကနေပဲဆိုးဆိုးအဆင်ပြေနည်းနည်းလေးလန်တဲ့ဘက်ကကြတော့ ပုံဖော်လို့ရပြီးတော့ဒီလိုမျိုးနည်းနည်းလေးခြိုက်တဲ့ဘက်ကကြတော့မို့လို့ဒီအောက်နှခမ်းဆိုရင်ဒါအဆင်ပြေ။မို့ရဲ့ personal အရဆိုလို့ရှိရင်တော့ကြိုက်တယ်။ဒီရောင်လေးကစမ်းတယ်လို့ခံစားရတယ်။နောက်ပြီးဆိုးလိုက်တဲ့ချိန်မှာလည်းဆို Judy Doll ရဲ့လုံးဝ signature တိုင်း glory lip လေးပြရတာဖြစ်တော့တော်တော်လေးသဘောကျရပါတော့။လိမ္မော်ရောပန်းရောင်ကိုကြိုက်တဲ့ကောင်မလေးဆိုတော့ဒီရောင်လေးကိုလည်းသဘောကျပါတယ်။